မင်္ဂလာပါ။အောင်ပန်းဖြူ channel မှာကြိုဆိုပါရစေ။ plastic sign board ပြုလုပ်ပုံအစဉ်စဉ်ကိုရိုက်ကူးတင်ဆက်လိုက်ပါရစေ။ဆေးဦးစွာကွန်ပျူတာနဲ့ဒီဇိုင်းရေးဆွဲပါရစေ။ပြီးရင်အဲ့ဆလုံးတွေကိုတိုင်းစိတ်ပြီးကျွန်တော်က A4 site တွေနဲ့ print ထုတ်ပါရစေ။ ပရင်စာရွေးတွေကိုအခုလိုစလုံးတွေညှက်ထုတ်ပါတယ်။ ATM ကိုအသုံးပြုပြီးတော့လီးဖြတ်မဲ့ကော်ပြားပေါ်မှာသလုံးတွေကပ်ပါတယ် နှလုံးတွေကိုကပ်ပြီးတဲ့အခါဒိုင်းလွားနဲ့လီးဖြတ်ပါတယ်တို့လေအခုလိုကော်ပြားစလုံးတွေကိုလေဆာကတ်တင်တွေမှာအကြပါဗါတယ် ိုင်းလွှားနဲ့ဖြတ်ထုတ်ထားတဲ့စလုံးတွေကိုတစည်းမျိုးစုံနဲ့အချောကင်ပေးရပါတယ်အချောကင်မိသားစလုံးတွေကိုစိုးပြားပုံမှာကော်နက်ကပ်ပါမယ်ဒီနေရာမှာ TV ကော်ကိုအသုံးပြုပါတယ်ကုံမှာမြင်တွေ့နေရတဲ့ကော်ဘူးကတော့ TV တစ်စိတ်ကော်ဘူးအသေးပဲဖြစ်ပါတယ် ခေါ်တုတ်လိမ့်မည်ဆိုပြပုံမှာကပ်ပြနေပါတယ် နိုင်ရင်နေငယ်ထားပြီးကော်ချောက်သွားတဲ့အခါဆိုးပြားကိုအခုလိုဓာတ်နဲ့တီးထုတ်ပါတယ် နာမှုထုရှိတဲ့စလုံးလေးတွေရပါပြီဒီနာမှုထုစလုံးတွေကိုလည်းတေသက်လပအောင်ကော်ဘတ်ဒီသစည်းတွေနဲ့အချောကန်ပေးရပါသေးတယ်အခုနစလုံးတွေကိုဒီကွန်ပိုးစစ်မှာကတ်မှာဖြစ်ပါတယ်6ပေ4ပေ size ရှိပါတယ် လုံးတွေကပ်ပြီးတဲ့အနေထားပါအခုရက်ကူးတင်ဆက်ပြီးတဲ့ဇာကတော့စီးပွားပြေပလတ်စတစ်ဆိုင်ဖို့ပြုလုပ်ပုံအစဉ်အမြဲဖြစ်ပါတယ်အခုတော့ဒီလောက်ပါပဲအားလုံးပဲရွှေလန်းချမ်းမြေ့ကြပါစေ